တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့အတွဲမှာကံကောင်းမယ်လိုရာပြည့်စုံမယ်ဘဝထွတ်တက်မယ်လုပ်ငန်းမရှိသူလုပ်ရမယ်ရှိသူထွတ်တက်နိုင်မယ်ရည်ရည်မြုံနံမှုများမှကောင်းသောကျိုးဆက်ရရှိမယ်ကာလတန်ကြာဆိုင်ငံ့ထားတဲ့လုပ်တွေကိုလည်းပြန်လည်စတင်နိုင်တယ် ရှင်ပြောင်းမှုတွေမှာအောင်မြင်မယ်မူလလှုပ်ထားပြီးသားကိစ္စတွေနောက်တစ်ကြိမ်ပြန်လှုပ်ရလိမ့်မယ်အဲ့ဒီလှုပ်တဲ့အခါမှာလည်းကိုယ့်ဘက်ကအောင်မြင်ခြင်းကိုရဖို့တေချာဖို့အခွင့်အလမ်းတွေရှိလာလိမ့်မယ်တရက်နေ့မှာအရာရာကောင်းသောနေထိုင်နဲ့တွတ်တဲတဲ့ကံပွဲနဲ့နှစ်ရက်နေ့မှာမတော်တဆနဲ့ပြုဆိုင်ရမယ်အဲ့ဒီနေ့မှာရှင်ရနေရှင်ရနေသတိထားရမယ်တောင်ရက်ကိုတည်သွားစရာနဲ့ဖြစ်တတ်တဲ့နေ့စနေနေ့တနင်္ဂနွေအတွင်းမှာသွားလာနေထိုင်ယူဆိုင်ရမယ် သုံးရက်နေမှာတော့အညာဆိုးကင်းပြီးတော့ကောင်းသောနေထားတွတ်တက်တဲ့ခံနေပေါ်မယ်ဆုံးဖြတ်ချက်မှန်မယ်၄ရက်နေမှာရပိုင်ခွင့်နဲ့လဲဝဲပြန်ရမယ်ဘဝတွတ်တက်မယ်၅ရက်နေကတော့အရာရာအောင်မြင်ခြင်းအစဉ်ပြေခြင်းတွတ်တက်ခြင်းတွေရှိမယ်၆ရက်နေမှာမတော်တဆထိခိုက်မှန်နေကြူးဆိုင်ရမယ်ရံပတိဖက်ကလေးနဲ့လည်းထိတိုက်တွေ့ရတတ်တယ်အရှင်းမြောက်ရကုန်တည်သွားစေရန်ရှိတတ်တယ်မနဲ့၄နိုင်ခွေနဲ့ 6နိုင်ကြညနေ4နိုင်ခွေနဲ့6နိုင်ကြကာလနှစ်ခုဟာအသွားလာဂယူဆာမယ်အနေထားရှိတယ်။အခုနေ့နေ့မှာတော့စာရွက်စာတမ်းလက်မှတ်ထိုးတာကိုချိတ်ကိစ္စတောင်းယူရမှခန္ဓာလုံးဝမလုပ်ရဘူး။ဒီတပတ်တာကာလအတော်တွင်မှာတင်းလာနေအင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းတယ်တွဲလို့လို့သူတို့နဲ့ပတ်သက်လို့ခေါ်မှာအချိုးရှိမယ်။ တနင်္ဂနွေနေ့သောကြာနေ့မွေးသူတွေနဲ့တွဲပြီးလုပ်တဲ့ကိစ္စတွေကနေစိတ်အနှောင့်အယှက်တွေဖြစ်တတ်တယ်။နံပါတ်8 3 6ကနန်းနေဂျိုးပေးတယ်။အနဲ့ရောင်အပြာရင်ရောင်မိခိုးရောင်တို့ကို သုံးပြီးတော့အလိုရှိရာကိစ္စတွေတွေကိုဆောင်ရွက်ပါ။ပိုက်ဆံရည်ထဲမှာရွှေရောင်တွေချိတ်တခုနဲ့ငွေရောင်တွေချိတ်တခုနဲ့ခုချိတ်တွေပြီးအိတ်ထဲထဲဆောင်ပြီး တပတ်တာကိစ္စကောင်းခြင်းခံကြမှာကိုရယူပါကျေးဇူးတင်ပါတယ်သင်္ဃာနေ့မွေးသူအားလုံးမင်္ဂလာပါ2025မေလ10ရက်နေ့နေ့ခုနှစ်ရက်နေ့တော်တွင်ကာလဟာကောင်းသောကံကြမှာရှိတယ်ဝေးကွာသူတွေနဲ့ပြန်လည်ဆောင်စည်းမယ်ခီးကိစ္စကြံစည်အောင်မြင်မယ်ရတ္တန်တဲ့လူတွေပြန်လည်စတင်နိုင်တယ်ပြိနေတဲ့လာညောင်းတွေကိုပြန်ပွင့်မယ်ကာလရှိချက်ခက်ခဲနေတဲ့ကိစ္စတွေကိုပြေလည်အောင်ဖြေရှင်းပြီးတော့ ဥတီချက်တဲ့ဒုက္ခရာမှထူးခြားသောအတုတက်မှုကိုရမယ်အမျိုးသမီးမင်းဆွေကြည်ခဲ့ဒုထမကူညီရမယ်မြေတားရေရကံကောင်းမယ်စမ်းဖွဲ့မယ်တဲ့နေရအရာရာဆင်ပြေသောနေထားနဲ့တွတ်တက်တဲ့ကံဖွဲ့မယ်နေ့ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်မတော်တဆထိခဲ့မှန်ဒီကူးဆက်ရမယ်တောင်ရက်ကိုတည်သွားစေနေဖြစ်တတ်တယ်နေ့၁၂နိုင်နဲ့တန်တိုင်ခွဲချာအသွာလာကူးဆက်ရမယ်တော့ရက်နေ့ရတော့ငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းအရာရာဆင်ပြေခြင်းကိုကြောင်းမယ်၄ရက်နေ့မှာ ရန်နောက်ဆက်တင်နဲ့ထိတိုက်တွေ့မယ်အတိုက်ခံများမယ်မှန်းတာနဲ့လက်တွေ့ကဟာမယ်ငါးရက်နေ့ကတော့အရာရာကောင်းသောနေထိုင်နဲ့တွေ့တဲ့တဲ့ကံခြေနေတဲ့ဘဝရည်မှန်းချက်စစ်တွေအောင်မြင်မယ်၆ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွေ့တဲ့ခြင်းကိုကြုံမယ်သွန်လင်းကစားအဲ့ဒီနေ့မှာမတော်တဆညဖြစ်တတ်တဲ့ယူဆက်ပဲခက်ရံဖြစ်မှုကိုလည်းရှောင်မှာအဲ့ဒီမှာလဲတာပြူတာဆက်ဖြစ်ရင်အန္တရာယ်ကြီးတတ်တယ် အသွမ်းလာနေထိုင်ုံနဲ့ဂရုစိုက်ရမှာပေါ့ရှေးမြောက်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။မနေ့လင်းနိုင်ခွဲနဲ့6နိုင်အတွင်းမနေ့စောစောလမ်းလျှောက်သူတွေသွားလာမှဂရုစိုက်ညနေလင်းနိုင်ခွဲနဲ့6နိုင်ကြားမှာလည်းအသွမ်းလာနေထိုင်ဂရုစိုက်ပေးရမယ်။ခုနှစ်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့စင်ပြေခြင်းတွေရှိပြီးတော့အရာရာစင်ပြေသွားမယ်။ဒီကာလအတော်တွင်းမှာတင်းလာနေရင်ကနေသောကြနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ဇာတာပရိနေစနေနေမွေးသူတွေဒုက္ခပေးတတ်တယ်။ တို့နဲ့ပတ်သက်လို့စိတ်နှောင့်ဆက်တည်ဖြစ်တတ်တဲ့6 4 5ခဏနေချိုးပေးပါလေအပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုဝစ်စင်သွန်ဆွဲပြီးလူရှိရာကိစ္စဆောင်ရွက်ပါပန်းရောင်နှင်းစီပန်းလေးတွေဖျားပူဇော်ပြီးလိုရာဆုတောင်းမှာထူးခြားစွာကောင်းခြင်းကံတွေရလာပါမယ်ယေရှုတင်ပါတယ်ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ခုနှစ်ရက်နေ့အတော်တွင်ကာလမှာရပိုင်ခွင့်နေလဲဝဲပြန်ရမယ် က်ခဲတဲ့ကိစ္စတွေပြေလျောင်ဖြေရှင်းနိုင်မယ်။ရန်အလို့ကိုကြော်လွားပြီးဘဝတွတ်တဲ့မှုကိုရမယ်။ကိုယ်ပိုင်ယက်တီချင်းနဲ့လောကန်ချင်းတို့ရဲ့နှစ်သာရကိုကြုံမယ်။မထင်မှန်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စလေးတွေကနေမမျော်လင့်သောငွေချေးတိုက်တာနဲ့အောင်မြင်မှုလမ်းကြောင်းကိုပေါ်မယ်။သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်ကနေအငင်းခုန်တွေတိုက်ခတ်နေကြတဲ့ရကိုရွေးချတဲ့လမ်းကြောင်းကနေကိုရှေ့တိုးလို့တာနဲ့တိုးတက်တဲ့နေထားကြရောက်မယ်။အခြေရေးကံမကောင်းဘူး။ငွေချေးကံကောင်းမယ်။လက်ပွင့်မယ်။ တရက်နေ့မှာတိုက်ခံကြမှာတိုးတက်မှုကိုရရှိပြီးလိုရာပြည့်စုံမယ်။နှစ်ရက်နေ့ကအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်။ရန်တိုက်ခံများမယ်။တောင်ရက်ကိုတည်သွားစရာနည်းရှိတတ်တယ်။နေ့၁၂နိုင်နဲ့တနင်္ဂနွေတွင်သွားလာကြည့်ဆက်။၃ရက်နေ့မှာအလုံးစုံကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်။၄ရက်နေ့မှာယဉ်ကျေးသူများနဲ့စကားများတတ်တယ်ပฏิပက္ခရှိတယ်။၅ရက်နေ့ကအရာရာဆင်ပြေသောနေထိုင်နဲ့တိုးတက်တဲ့ကံတွေပေါ်မယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။၆ရက်နေ့မှာ အခက်ခဲကြတာတိုးတက်မယ်လိုရာပြည့်စုံမယ်တိုက်ခတ်တဲ့ဂျုံပြီးမှလိုရာဆန္ဒပြည့်စုံခြင်းကိုရှုံမယ်မနေ့လေးနိုင်ခွဲနဲ့၆နိုင်တွင်သွာလာကျူးဆက်မယ်ရှင်းမြောက်ရကုတ်တီသွားစံနေဖြစ်တတ်တယ်ခုနှစ်နှစ်မှာကောင်းသောကံပေါ်ပေါက်ခြင်းလိုရာဆန္ဒပြည့်စုံခြင်းငွေကြေးလုပ်ငန်းဘဝရည်မှန်းချက်အလုံးစုံကောင်းစွာစင်ပြေမှုနဲ့တိုးတက်မှုတွေကိုပေါ်ထွန်းပါလိမ့်မယ်တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ် ။တနင်္လာနေ့ကြာသပတေးနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနံချိုးပေးတယ်။အဖြူအစိမ့်မီကိုရောင်တို့ကိုဝင့်စင်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။စပယ်ပန်းဖျားကတ်လူပူဇော်ပြီးတော့လိုရာဆူတောင်းရဲ့ဆူတောင်းပြေပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။